င်းဆရာကြီးဒူဝင်ရဲ့ကိုတင်ချိုင်းတန်တာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရယ်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်၄၀မင်းတိတ်တတ်မှာရှိသမျှအင်အားဖြင့်ရုပ်ကံလျက်ရှိတော်လဲခြေရောလက်ပါကျိုးနှင့်တင်းကျပ်စွာ တုံနောက်ခံထားရပြီးပါးစပ်တွင်လည်းအဝတ်ဆိုထားသဖြင့်လွတ်မြောက်ရန်လမ်းစာမမြင်တော့၍ငြိမ်သက်စွာပင်လိုက်ပါလာခဲ့ရပေသည် လေတကြီးအိမ်သို့ဘောဘုံနှင့်ဘောညီရောက်ရှိလာပြီးကွန်တရာညက်ခန့်အကြားတွင်တစ္စပေါ့မင်းနန်ဒါအသွင်ဖြင့်ရုပ်ဖြတ်ထားသောဘုံမင်းပြဆာသည်တိတိပြတ်ကွင်ချိန်ဆိုချင်ရလေတကြီးအိမ်သို့ရောက်ရှိလာလေသည်လေတကြီးအိမ်တွင်ဘောဘုံနှင့်ဘောညီကိုတွေ့ရသောအခါဘုံမင်းပြဆာသည်အံ့အားသင့်သည့်အမှုရာဖြင့်နှုတ်ဆက်လိုက်ဟင်ဘောဘုံနှင့်ဘောညီပါလားမင်းတို့ဘာကိစ္စတီးရောက်နေတာလဲမင်းတို့လေကိုဒီတိုင်းပြစ်ချခဲ့သလားဘုံမင်းပြဆာကအပြစ်တင်စကားပြောကြားလိုက်ပေသည် ဘောမွန်နှင့်ဘောညီမတီတီပြတ်ကွန်အားလိုအပ်သည့်အကူအညီများပေးရန်အတွက်ဘုံမင်းပြတ်စာ၏ရှေ့တော်ပြင်များဖြင့်ဆဲလိုချင်းခံရသည့်လူယုံတော်နှစ်ဦးဖြစ်လေသည်ဘုံမင်းတီတီပြတ်ကွန်ရဲ့အမိန့်အရဘုံမင်းပြတ်စာကိုလာရောက်ကြိုဆိုနေတာပါဘောမွန်ကဖြေပေးလိုက်ဟင်ဟုတ်လားအလုံးချော့ချော့မော့မော့ပဲလားဘုံမင်းပြတ်စာကပြန်မိလိုက်လေသည်အစီအစဉ်တိုင်းအားလုံးချော့ချော့မော့မော့အောင်မြင်ခဲ့ပါတယ်။ဘုံမင်းကိုယ်တိုင်ဝင်ရောက်ရှုစားတော်မူပါ။ဘောပွန်ကပြောလိုက်ပြီးနောက်ဘုံမင်းပြတ်စားအား အတွင်ကန်သူခေါ်ဆောင်လာကဂရိပါခြုံလွာလွှမ်းခြုံထားသည့်အထုပ်ဘိုးသဏ္ဍာန်တစ်ခုကိုပြလိုက်လေသည်ရုတ်တရက်ကြီးလာမည်ဆိုရင်အထုပ်ဘိုးတစ်ခုနှင့်သဏ္ဍာန်တူနေတော်လဲလှုပ်လှုပ်ရွရွရဖြစ်နေသည်ကိုမြင်ရသဖြင့်ဘုံမင်းပြတ်စသည်အတိတ်ဘယ်ကိုနားမလည်နိုင်သည့်အမှုရာဖြင့်ငေးဆိုင်ကြည့်နေပေသည်ဒီမဘောမွန်တပါလဲအထက်ဟာတလှုပ်လှုပ်တရွရွနဲ့အထုပ်ထဲမှာဘာတွေပါလဲဘုံမင်းပြတ်စကမေးလိုက်လေသည် ဘုံမင်းတီရီပြက်ကွန်ရဲ့အမိန်အရကျွန်တော်တို့ညီနောင်ဦးစီးတဲ့တိုက်လေရင်ပေါ်မှာချုံနှောင်ထားဖို့ဖမ်းဆီးလာတဲ့အတွင်းရန်သူတစ္စပောင်မင်းတိတ်တပ်ပါသူ့ရဲ့ကပိုက်ထဲမှာပါလာတဲ့စာလွှာကိုဘုံမင်းရှုစားတော်မူပါအောင်ဘောမွန်ဒီပြောပြောဆိုဆိုမိမိလက်ရည်ဖြင့်မင်းတိတ်တပ်အားဖျံရောက်သွေးဆောင်ပြီးညွတ်ကွင်းထောင်ထားခဲ့သည့်စာလွှာကို ထုတ်ပြလိုက်ရာဘုံမင်းပြန်စသည်ဘောမွန်လက်မှစာလွှာကိုယူပြီးဖတ်ရှုကြည့်လိုက်လေသည်အရှင်သာမင်းတိတ်တပ် တီတီဖြတ်ကုန်အမိခံအညာတရာစစ်တီတော်၏အတိတ်ဆက်ကြောင်းနှင့်တကွသူ၏လျှို့ဝှက်ချက်များကို ပြည့်ပြည့်စုံစုံသိရှိလိုပါကလက်ပြန်မွန်းတီချင်းတွင်ပြည့်မဲ့ပင်စိတ်အနီးရင်ခွဲစရက်သို့အရှင်သားတယောက်တည်းကြွတော်မူခဲ့ပါတီတီဖြတ်ကုန်ရဲ့တွင်ရင်နှင့်တကွ၎င်းထံသို့အစ်စ်မပြတ်ပေးပို့နေသည့်လျှို့ဝှက်ညွှန်ကြားချက်များနှင့်နောက်ဆုံးရောက်ရှိလာသည့်လျှို့ဝှက်ညွှန်ကြားချက်အချို့ကိုပါယူဆောင်လာခဲ့ပါမည်အရှင်သားတိလိုသည့်အချက်လက်မှတ်များကိုတိကျမှန်ကန်စွာ ပြောပါမည် ရှင်သာပေးအပ်ခဲ့သည့်ဂရိအတိုင်းထိုက်တင့်သည့်စုတော်လက်တော်များချီးမြှင့်မဆလိုက်မည်ဟုယုံကြည်ပါသည်။အော်လက်ဆက်တတော်ဒီလိုကိုမင်းသိတ္တကိုဘလို့များစီရင်ကြမတော့။ဘုံမင်းပြဆာကဘောမုံ၏လက်ရည်ဖြင့်မင်းသိတ္တအားဖျားယောင်သွေးဆောင်ညွတ်ကွင်းထောင်လိုက်ပြီးစာလွှာကိုဖတ်ရှုကာပြန်ပေးလိုက်လေသည်။စောစောကစီရင်ခံခဲ့တဲ့အတိုင်းဘုံမင်းတည်ပြီးပြက်ဝင်ရအမေရကျွန်တော်တို့ညီနောင်ဦးစီးရဲ့တိုက်လှရင်ပေါ်ကို ယူဆောင်သားပြီးမြန်မာကြီးတိုင်းငန်းလှည့်လည်တော်မူပြီး ရွှေမြို့တော်ကိုပြန်လဲကြွားချီတော်မူတဲ့အချိန်အထိတိုက်လျင်တွင်ထဲမှာမပြေးနိုင်အောင်ချုံနောင်ထားဖို့အစီအစဉ်ရှိပါတယ်။အင်းတီတီပြတ်တီပြတ်ကမမင်းအတော်ညံပြေးသားပဲမင်းထောင်လိုက်တဲ့ညုတ်ကွင်းနဲ့မင်းသိတာတခါတည်းတိုးဝင်လာတာပဲ။ဘုံမင်းပြဆာသည် အခန်းထောက်ချီတလုံးလုံးတရရဖြစ်နေသောအထုပ်ပိုးကိုကြည့်ပြီးရှည်ရွတ်လိုက်ပေသည်။ပြီးမှတဖန်ရည်ချင်တယ်လို့ဖြစ်လာတော့ကြောင့်ဟက်ဟက်ပက်ပက်ရီမောလိုက်ပြန်လေသည် မြို့သားလေးပညာအိမ်ပါကိုယ်ကိုရာကိစ္စများဖြင့်မာမလတ်ရအောင်လှုပ်ရှုပ်လျက်ရှိသည့်အပြင်တစ်ချိန်တစ်ခါကမူမူယူယူဖြင့်လက်မှတ်ရေးထိုးခဲ့မိသည့်ဇာတ်နဲ့တစောင်းမှာရန်သူလက်တွင်သို့ရောက်နေမှုကြောင့်အချိန်မရွေးမင်းပြင်းမင်းတန်တင်နိုင်သည့်အခြေအနေတွင်ရှိနေတော်လဲမြေမာကြီးတိုင်းကလက်လဲတော်မူလာလင်းမြို့သားလေးဤဆိုင်တော်တွင်တဲခိုရန်စီစဉ်ရှိသည့်ဖြင့်မိမိရင်ဆိုင်နေရသည့် ပြဿနာများကိုမစင်းစားနိုင်အားပဲမြန်မာကြီးတိုင်းကလှည့်လည်တော့မူလာသည့်အချိန်တွင်အဝကျေပွန်စွာပြုစုနိုင်ရန်အတွက်ကိစ္စဝါဝကူတာအချိန်ရှိသေး၍အစွမ်းကုန်စ조사ပြီးဆောင်ရွက်နေလေသည်ထို့တော်တွင်မြန်မာကြီးတိုင်းကလှည့်လည်တော့မူလာလင်မြန်မာကြီးပါရင်ခစားခွင့်ရရန်ကြိုးပမ်းလျက်ရှိသောအခွင့်အရေးသမားများမှမျိုးစားလေးပညာအင်တန်ချင်းကပ်ပြီးမျိုးစားလေးအားဝါဝဲမြောက်စားနေကြသဖြင့်မျိုးစားလေးမှာတစ်နှစ်တခြားမျက်နာပွင့်လန်းနေပေသည် မိမိတို့၏ကျိုးကိုလိုလားသဖြင့်မျိုးစားလေးအားဝန်းဝင်းမြောက်ပင့်ပြီးကပ်ပါရပ်ပါလုံနေသူများမှရော့သွားသည်မရှိဘဲပြည်မာကြီးတိုင်ငန်းလှက်လျံအချိန်နီးကပ်လာလေလေမျိုးစားလေးထံကပ်ပါရပ်ပါလုံပြီးမြောက်စားသူများမှဥယျင်များပြားလာလေလေဖြစ်သည်ဖြင့်ငယ်ရွယ်နှုနယ်သေးသည့်မျိုးစားလေးပညာအိမ်မှအလိုလိုပဝင်မြင့်လျက်ရှိလျာတိတိပြိုက်ကွန်ဒီမျိုးစားလေးခြေလက်မမစီရန်အတွက်မျိုးစားလေးအားမျက်ခြေပြတ်မခံဘဲထိမ့်သိမ်းဆောင်ရှောက်နေရလေသည် ဒီရီပြတ်ဝင်မူလာကျန်စီမှာမျိုးစားလေးပညာအိမ်ရဲ့တက်အန်ရဲ့ကာကွယ်ရေးအတွက်မြန်မာကြီးတိုင်းကလှက်လှဲတော်မူလာသည့်အချိန်တည်းမျိုးစားလေးပညာအိမ်အားမိမိရဲ့ဘော်ရဲ့ဘက်ဖြစ်သောဘုံမွန်နှင့်ဘောညီတို့ဦးစီးသည့်တိုင်လှရင်ပေါ်တွင်ပို့ထားရန်ဖြစ်တော်လဲပညာအိမ်အားဒီကြောင့်ကျန်စီနေသောမောင်တော်ဝဲခွဲမင်းသိတ္တအားဘောညီနှင့်ဘောမွန်တို့တိုင်လှရင်ပေါ်တွင်ချုံနောင်ထားပြီးဖြစ်သည့်ဖြင့်ပညာအိမ်ရဲ့တက်အန်ရဲ့ကိုမစွရင်ရတော့တော့ကြောင့်မိမိဤမျက်စီအားမှအပြတ်မခံပဲစောက်ရှောက်နေခြင်းသာဖြစ်လေသည် မြူစားလေးဤဆိုင်တော်တွင်အချိန်အခါမလက်ရအောင်ဧည့်သည်များကဝင်ထွက်လျက်ရှိနေသည့်ကြားမှတခုသောညနေခင်းတွင်မြူစားလေးပညာအင်သည်၎င်း၏ကျယ်ဝန်းခံရသောအိတ်ခန်းဆောင်သို့တီးတီးပြတ်ကွန်အားခေါ်ပြီး၎င်း၏ရှည်ရည်နှင့်ပတ်သက်၍ဆွေးနွေးတိုင်ပင်နေသည်ကိုတွေ့ရပေသည်အကြည့်တော်ကျွန်တော်တယောက်တည်းဘရော့မှာပြင်မထားနဲ့တော့ကျွန်တော်နဲ့တသက်လုံးအတူနေသွားရမယ်ဒါမှအဆွေခင်မောင်းကောင်ပြီးတတ်မယ်မဟုတ်လား ။ဗညာအင်ကတီတီပြိုက်ကွန်အားတသက်လုံးမိမိနဲ့အတူနေသွားပါရန်တောင်းတပန်ပန်ပြောလိုက်လေသည်။အကြီးတော်ကိုကြုတ်ပြစ်မသွားပါဘူး။ဒီအတွက်တော့စိတ်မပူပါနဲ့။ပြင်မာကြီးတိုင်ငန်းလှည့်လည်တော်မူပြီးရွှေမြို့တော်ကိုပြန်လည်ရောက်ရှိတော်မူတဲ့အချိန်ထိအကြီးတော်ကိုကြုတ်ဆောင်ရှောင်နေပါမယ်။အကြီးတော်လက်မှတ်ရေးထိုးခဲ့တဲ့စာတမ်းကိုလည်းသမိုင်းဆက်ကောလက်ကနေမရရအောင်ပြန်ယူပေးမယ်။အပြန်ယူလို့မရရင်တနည်းနည်းနဲ့ဖြည့်ဆည်းဖို့ကြောက်တာဝင်ယူတယ်။အချီတော်ကိုကြောက်ပြစ်ထားခဲ့ပြီးထွက်သွားမှာမဟုတ်ဘူး။ ကျုပ်တာဝန်ယူထားတဲ့လုပ်ငန်းတာဝန်တွေကိုအောင်မြင်အောင်ထမ်းရွက်ပြီးတဲ့အခါကျမှကျုပ်သွားမှာအဘာဖြစ်လို့သွားမှာလဲဘယ်ဟူသွားမှာလဲတိုင်းပြည်အတွက်တာဝန်ထမ်းစရာတွေရှိပါသေးတယ်လေဘယ်ကိုသွားမယ်ဆိုတာတော့ပြောလို့မဖြစ်သေးပါဘူးကျွန်တော်စီမနေရင်လည်းတိုင်းပြည်တော်ဝင်ကိုထမ်းဆောင်လို့ရနိုင်ပါတယ်အကြီးတော်နဲ့ထိုက်တန်နဲ့ယာဒုထန်နဲ့တရာရရှိအောင်ဘီမာကြီးကိုရှောက်တင်ပေးပါမယ်နော်မျိုးစားလေးပညာအိမ်ကမိမိဤစေတနာကိုထုတ်ပေါ်လိုက်လေသည် မျိုးစားလေးရဲ့စေနာကိုလေးစားပါတယ်ကျေးဇူးလက်တင်ပါတယ်ဒါပေမဲ့ယာရုထန်တန်တရာကိုကျုပ်ကအလိုမရှိဘူးယာရုစီစဉ်ကိုခံစားဖို့စိတ်ဆန္ဒလည်းမရှိဘူးကြာရနေရကနေပြီးနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်ရရင်ကျေနပ်တာပဲကျုပ်ကဓာတ်တလက်ကိုအရင်တီးပြီးတော့ကျုပ်သက်ကိုဘီယင်ပါကြီးနဲ့နိုင်ငံတော်အတွက်ပေးအပ်ထားပြီးသားဒီအတွက်စစ်သားကောင်းပြီးသားစွာတိုင်းပြည်အတွက်အသက်နဲ့လဲပြီးတာဝန်ထမ်းဆောင်သွားဖို့စိတ်ပိုင်းဖြတ်ထားတယ်စစ်သားကောင်းပြီးသားစွာတိုင်းပြည်အတွက်အသက်နဲ့လဲပြီး တာဝန်ထမ်းရွက်သွားခြင်းနဲ့ဆန္ဒပြင်းပြနေရတဲ့ဆိုရင်လည်းလွဲပါတယ်။ကျွန်တော်ကိုယ်တိုင်ဦးစီးပြီးအင်အားတောင်းနေတဲ့တက်မတော်တကူဖွဲ့စည်းဖို့အစီအစဉ်ရှိတယ်။ကိုယ်ရံတော်တက်လောက်နဲ့ကျွန်တော်မတင်းတိမ်နိုင်ဘူး။နိုင်ငံတော်အတွက်တကယ်အားကိုရမယ်တက်မတော်ကြီးတကူဖြစ်လာအောင် ပြင်ဆင်ဖွဲ့စည်းသွားဖို့အကြံစီရှိနေတာကြပြီ။အဲ့ဒီတက်မတော်မှာအကြီးတော်ကိုဘုံမှုဖြစ်နေစီမံခန့်ခွဲဖို့တာဝန်ပေးခြင်းနဲ့ကျွန်တော်ကိုယ်ကစည်ရေးစည်ရာစစ်ပညာများကို လက်ထက်တင်ကြားပို့ချပေးပြီးစစ်တီတော်ကောင်းတယောက်ဖြစ်လာအောင်ပြုပြင်ပေးစေလိုပါတယ်။ဖာကမဲတော်နဲ့ရွာဆန်မြူစားကြီးလက်ထက်တော်တို့ကကမဲတော်ကိုယ်တိုင်ဦးစည်းကိုကဲပြီးတိုက်ပွဲပေါင်းများစွာကိုရှေ့တန်းကပါဝင်ဆင်နွှဲခဲ့ပူတာကိုကျွန်တော်အားကြမခံကမဲတော်ခြေရာနေနိုင်အောင်ကြိုးစားနေပါတယ်။အကြည်တော်ရဲ့စိတ်ဓာတ်နဲ့တက်တီကိုချီးကျူးပါတယ်။ဒါပေမဲ့အကြည်တော်အသက်အရွယ်ငယ်ပါသေးတယ်။အသက်20ကျော်အောင်နှစ်နှစ်လောက်ဆောက်မှာအော ကျွန်တော်မငယ်တော့ဘူးအသက်20ပြည့်ဖို့လာပိုင်းလောက်ပဲလို့တော့တယ်မင်းစီသူနဲ့ဆိုရင်အဲကျွန်တော်နဲ့အသက်အရွယ်ချင်းတိတ်မကွာဘူးမင်းစီသူကကျွန်တော်တဲ့လာပိုင်းလောက်တာအသက်ကြီးတယ်မင်းစီသူတောင်စစ်သားကောင်းတယောက်ဖြစ်နိုင်တဲ့ရင်ကျွန်တော်ကတော့ဘာဖြစ်လို့စစ်သားကောင်းမဖြစ်နိုင်ရမှာလဲဒါတဲ့မင်းစီသူရဲ့တရင်အကြီးတော်ကြားပြီးပြီလားသူ့ရဲ့ဒဏ်ရာပြောတာလားမှန်ပါတယ်အကြီးဖေရတီတီမာလာထိတ်ထားတဲ့ခင်မရှိကနောက်ဆုံးကြားသိရတဲ့တရင်ရာဆိုမင်းစီသူဒဏ်ရာကတက်တာလာပြီလို့သိရတယ် အသက်အန္တရာယ်အတွက်စိုးရိမ်ရတဲ့အခြေအနေကနေကြုံလွန်ခဲ့ပြီလို့လည်းသိရတယ်ပြီးတော့သူ့ရဲ့အိမ်တော်ကြီးကိစ္စလည်းအဆင်ပြေသွားပြီကျွန်တော်နဲ့လူကြီးချင်းသဘောတူစိတ်ဆက်ကြောင်းလန်းတဲ့ညီမတော်နှင်းအေဂရီနဲ့မင်းစီသူတို့တည့်မြတ်သွားကြတာကိုအကြီးပြားကမကန့်ကွက်တော့ဘူးကျွန်တော်အနေနဲ့လက်ကြီးကြီးပြူပြူပဲခွင့်လို့တယ်ဒီစကားကြားရတာဝန်တာတယ်ဒီလိုဖြစ်လိမ့်မယ်လို့လည်းမျှော်လင့်ထားပါတယ်ဒါပေမဲ့မင်းစီသူအနေနဲ့ကတော့အရင်ကလို့ အဲတူးတဲ့လွတ်လွတ်လပ်လပ်ဖောက်တော်တဲ့အတွက်ကျုံနောက်ကိုသူလိုက်ပန်းနိုင်တော့မှာမဟုတ်ဘူးဒီအတွက်ကျုံဝမ်းနေတယ်မင်းစီသူနဲ့ကျုံလမ်းခွဲရတော့မယ်မင်းစီသူနဲ့လမ်းခွဲရင်ကျွန်တော်နဲ့လက်တွဲပေါ့ကျွန်တော်ဖွဲ့စည်းထားတဲ့တပ်မတော်ကိုအကြီးတော်ကိုယ်တိုင်ဦးစီးကိုယ်ခဲ့ဖို့ကျွန်တော်တာဝန်ပေးပါရစေပြင်မာကြီးတိုင်းငယ်လှဲ့လေတော့ဘူးလာရင်အဲကျွန်တော်အချမ်းစီကိုပြင်မာကြီးရဲ့ရွှေနတော်ကြလျှောက်ထားပြီးတော့ပြင်မာကြီးခွင့်ပြုချင်ရအောင်လဲကျွန်တော်ဆောင်ကျင့်ပေးပါမယ်ပြင်မာကြီးနေနေတော့ဗန်နီနဲ့မှခွင့်ပြုမှာမဟုတ်ဘူး အဲကျုပ်ကျန်းကိုဘီမာကြီးကကန်းကောင်းသိတယ်ကျုပ်ကိုဘီမာကြီးကိုရံရာတို့ထန်ထန်တရနေချင်းမြန်ပေါင်းများခဲ့ပြီဒါပေမဲ့ဘယ်တော့မှလက်မခံခဲ့ဘူးနိုင်ငံတော်ကိုချစ်မြတ်နေတဲ့စစ်သားကောင်းတို့မြည်သည်ရာတို့ထန်ထန်တရကိုတက်မဲ့မော်တဲ့စိတ်ကိုပယ်ဖြတ်ပြီးနိုင်ငံတော်အတွက်အမြဲတမ်းအသင့်ရှိနေဖို့လိုတယ်ရာတို့တို့အာနာတို့ဆိုတာလူကိုပျက်စီးစေတယ်ရာတို့အာနာကိုကျုပ်မမက်မော်ဘူး ။တိုင်းပြည်အတွက်ကြာရနေရကနေတာဝန်ထမ်းရွက်ခွင့်ရတာကိုပဲအင်တန်မွန်မြတ်တဲ့တန့်စင်တဲ့စုလက်ကြီးလို့ကျုပ်ကထင်တယ်။အဲ့ဒီစုလက်ကြီးချက်ဘယ်စုလက်မျိုးကိုမှ အလိုမရှိဘူး။ဘာပဲဖြစ်ဖြစ်စစ်တီတော်ကြီးကျွန်တော်ကိုစွန့်ပစ်မသွားဘဲနဲ့နိုင်ငံတော်အတွက်အသက်နဲ့လဲပြီးတာဝန်ထမ်းစရာရှိရင်အဲကျွန်တော်ကအကြီးတော်စစ်တီတော်ကြီးနဲ့အတူလက်တွဲပြီးတာဝန်ထမ်းရွက်ပြရစီစစ်တီတော်ကြီးနဲ့တေးတူရှင်းမကွာနိုင်ငံတော်ရဲ့တာဝန်ကိုထမ်းရွက်ပြရစီမျိုးစားလေးရဲ့အမတော်နှင်းကေတရာက ခွင့်ပြုပါမလား ။အဲကျတော့ဝယ်သူမှတားလို့မရဘူး။မန်နယ်ထရင်တော့လောက်ရမှာပဲ။ပြီးတော့နိုင်ငံတော်အတွက်အသက်နဲ့လဲပြီးတာဝန်ထမ်းရွက်တယ်ဆိုတာအမတော်နှင်းကေသရာတားလို့ရတယ်လို့မဟုတ်ဘူး။ဒါနဲ့အမတော်နှင်းကေသရာအကြောင်းပြောလို့အခုတလောစစ်တီတော်ကြီးပေါ်မယ်အမတော်စိတ်ခုနေပုံရတယ်။ဘာကြောင့်စိတ်ခုနေလဲတော့မသိဘူး။မေးလို့လည်းမရဘူး။ဒါပေမဲ့အမတော်ရဲ့အမူအရာကိုကြည့်ရတာခါတိုင်းနဲ့မတူဘူးအကြည့်တော်စစ်တီတော်ကြီးအမတော်အမူအရာပြောင်းလဲနေတာကိုသတိမထားမိဘူးလား ညာအိမ်ကစကားဆက်မိတဲ့ဖြင့်မိလာခြင်းဖြစ်ပေသည်ကျုပ်တော်ဖြင့်ကျုပ်ကိစ္စနဲ့ကျုပ်အလုံးမအားနိုင်အောင်ဖြစ်နေတော့လုံးဝကိုယ်တတိမချားမိပါဘူးကျုပ်ပေါ်မှာနှင်းကေတရာစိတ်ခုနေတယ်ဆိုတာအကြီးတော်မျိုးသားလေးဘလို့လုပ်သိနိုင်ပါသလဲတီတီပြက်ကွန်ကပြန်မေးလိုက်လေသည်အကြီးတော်မှာနားနဲ့မျက်စိနဲ့မရှိဘူးလားအမတော်ရဲ့မူရာကိုကြီးတော်နဲ့နဲ့လေးမှတတိမထားမိဘူးလားတတိမထားမိလို့ဘလို့မှထူးခြားတာကိုမတွေ့မိပါဘူးကျွန်တော်တော့တတိထားမိတယ် အမတော်ကအရင်ကနဲ့နည်းနည်းလေးမှမတူဘူးတမူထူးခြားနေတယ်။အကြီးတော်စစ်တီတော်ကြီးကိုအရင်ကဆိုဖော်ဖော်ရွေရွေနဲ့နှုတ်ခွန်းဆက်တယ်။အခုဆက်သေးလား။အကြီးတော်မြင်မျက်နှာလွှဲသွားတယ်မဟုတ်လား။မျက်နှာလွှဲလို့မရတဲ့အခါကျလဲစကားတစ်ခုမှမပြောဘဲနဲ့ဒုံနီပါဝေလုံနေတယ်မဟုတ်လား။အကြီးတော်ဒီလန်းကလာလာမြင်အမတော်ကဟိုလန်းကကြွေရှောင်သွားတာကိုတတိမပြုတ်မိဘူးလား။ဒါနဲ့မကသေးဘူး။အကြီးတော်သွားလာလှောက်ရှောင်မှုကိုလည်းမတိမတာချောင်မြောင်လေးလာနေတာကိုပါကျွန်တော်တတိပြုတ်မိတယ်။ อืมဟုတ်လားဒါတွေတော့ကြောက်တော့တခုမှသတိမထားမိဘူးအကြီးတော်သတိမထားမိရင်သာရှိမယ်အမတော်ကတော့အကြီးတော်အမူအရာကိုအမြဲတမ်းကိုအကဲခန့်နေတာအကြီးတော်နဲ့မတော်တဆမျက်လုံးချင်းစုံမိတဲ့အခါများဆိုချက်ချင်းမျက်နာလွတ်လာပြီးမျက်နာကြီးရှက်ခေါချိုးနဲ့ဟောလူမန်အဒီလူမန်လိုက်နေနီယာလူမန်မဲနေတာပဲဒါဟာဘာဖြစ်လို့လဲကျုပ်ပြင်ဒါတွေတတိမပြုတ်မိပါဘူးတိတိပြတ်ကွန်ကညင်းညင်းညူညူပြောလိုက်လေသည်လက်ဦးစပထမတော်ကတော့ကျွန်တော်လည်းတတိမမူမိဘူးဒါပေမဲ့ အမတော်ရဲ့အမူအရာကတတိတခြားတိတိတသာပြောင်းလဲလာလို့တတိပမူပဲနေလို့မရတော့ဘူးအဲကျတော့ကိုတမိန်ဆက်ကောလောင်းရင်အောက်ကနေလွတ်မြောက်လာအောင်အကြီးတော်ကတင်ခဲ့တဲ့ကျေးဇူးတွေကိုတောင်ထောက်ထားရမှမသိပဲနဲ့အကြီးတော်ကိုတမင်တက်တက်ရန်လုပ်နေတာမကောင်းတဲ့ကြောင်းကျွန်တော်ပြောတဲ့အခါကျွန်တော်ကိုမျက်စောင်းထိုးပြီးကျွန်တော်ကိုတောင်စစ်တီတော်ကြီးရဲ့မှိုင်မိနေပြီဆိုပြီးပြောသွားသေးတယ်စစ်တီတော်ကြီးပေါ်မှာအမတော်ဘလို့ဖြစ်လို့စိတ်ခုနေမန့်ကိုမသိဘူးအခုတလောစစ်တီတော်ကြီးရဲ့အကြောင်းအကောင်တခွမှမပြောဘူး ဗညာအင်က၎င်းမိစိတ်တွင်၌ရှိသည်များကိုဖွင့်လင်းစွာထုတ်ဖော်လိုက်လေသည်ချုပ်ပေါ်မှာအကောင်မပြောဘူးဆိုရင်မကောင်းတော့ပြောတယ်ဆိုပါတော့တီတီပြက်ကွန်ကစကားစရအောင်မေးလိုက် အာပြောတာတော့ရစရာမရှိအောင်ကိုပြောတာအမတော်လောက်ကျေးဇူးတရားမသိတတ်တဲ့သူမရှိဘူးဘာတွေများပြောလို့လဲစစ်တီတော်ကြီးကလူလိန်လူကောက်တဲ့ကလင်ကကြည့်ကြတယ်လို့လည်းပြောတယ်ကဲ့ရဲ့စရာမရှိရင်စစ်တီတော်ကြီးရဲ့နှက်ခမ်းမွေးကထောင်လို့နေလို့တောင်ကဲ့ရဲ့သေးတယ်နှက်ခမ်းမွေးကထောင်လို့နေဟုတ်လား ဒီလိုဆိုနှကမ်းမွေးကိုရိတ်ပြရမလို့ဖြစ်နေပြီ။ကျုပ်နှကမ်းမွေးကိုဘာကိစ္စမျက်စိစဝင်မွေးစုနေတာလဲ။အချောင်းပရှိချောင်းချာပြီးပြောတာပေါ့။ तू ကစိတ်ပြောင်းလဲတိတ်မြန်နေ။လူရင်တစ်မျိုးမလူရင်တစ်မျိုးနဲ့နှကမ်းမွေးထောင်တာ तू နဲ့ပါဆိုင်လဲ။တမင်သက်သက်ပြောစရာမရှိလို့ကြမ်းဖန်ပြောတာ။မညာရင်ကမိကရွက်ကပြန်ပြောလိုက်လေသည်။အကြောင်းမရှိအကြောင်းရှာပြီးပြောတာတော့ဟုတ်ပဲမထင်ပါဘူးကျုပ်ပေါ်မှာအထင်လွဲစရာတခုခုရှိလို့ဖြစ်ပါလိမ့်မယ် တီတီပြိုက်ကွန်ကပြန်ပြောလိုက်လေအထင်လွဲစရာပါရှိလို့လေပြီးတော့လူချင်းဒါလောက်ရင်းတီးတီးတဲ့ဥစ္စာအထင်လွဲစရာရှိရင်လည်းပြောင်းဖွင့်မေးလိုက်ပါတော့လားအခုတော့ဒီလိုမဟုတ်ဘူးအကြီးတော့ကြွယ်ရမယ်အကြီးတော့အကြောင်းမကောင်းနေတာတောင်းစီရင်ပြလျှောက်ပြောနေတာပဲအဲပြောစရာများမရှိဘူးဆိုအကြီးတော့ပြက်တဲ့ပေါက်ဆိုးတယ်ဆိုပြီးကဲ့ရဲ့ပြက်တင်နေတယ်မြက်တဲ့ပေါက်ဆိုးတယ်ဟုတ်လားမြက်တဲ့ပေါက်ဆိုးတာမဟုတ်ပါဘူးကျုပ်ကကျုပ်ဖာသာကျုပ်နေတတ်တယ်လို့နေတာပါ အဲ့ဒါကျွန်တော်သိပါတယ်အမတို့ကလည်းမသိပဲမနေပါဘူးစောစောပိုင်းတုန်းကတော့အကြီးတော်ကိုအိန္ဒိယရှိတယ်တိတ်ခါရှိတယ်လို့ပြောတယ်သူစိတ်နဲ့အခက်မသိတော့အိန္ဒိယရရနေတာကိုပဲမျက်နှာပေါက်ဆိုးတယ်ဆိုပြီးကဲ့ရဲ့ပြန်တာဒါကြောင့်လဲတိတ်မျက်နှာချင်းမဆိုင်ဘူးအခုတလော့အမတော်နဲ့မျက်နှာချောမတည်ဘူးညိုစားလေးပညာအင်က ပြန်ပြောလိုက်လေသည် ထိုခိုက်တွင်ပညာအိမ်နှင့်တီတီပြက်ပွန်တို့ဆွေးနွေးတိုင်ပင်နေကြသည့်အခန်းထဲသို့မြို့သားလေးယင်ဖူတန်တို့ဝင်လာပြီး မနီလုံမဝေလုံအရန်ပါခစားနေပေသည်မြူစားမင်းအတွက်စာလွှာတစောင်းရောက်ရှိကြောင်းပါဗျာမူဒန်ကယူသေးစွာစီရင်ခံရင်၎င်းနဲ့တူပါလာသည့်ဂရီပါအိတ်ကိုမြူစားလက်ဤလက်သူဆက်သားလိုက်လေသည်ဘသူစီကစာလာလွယ်အမိနာမမသိရကြောင်းပါဗျာတို့ရရင်ထိုပုဂ္ဂိုလ်ကြီးရဲ့ဝိဇ္ဇာတစားများကိုကြည်ရခြင်းအပြင်ဘုံဘူးကြီးတူဖြစ်လိမ့်မည်ဟုခံမှန်းရကြောင်းပါ မှုတန်းကပြန်၍ပြောလိုက်လျာမြို့သားလေးပညာအင်သည်ခိတ္တမြမျက်ပေါင်ကြုတ်၍စဉ်းစားနေပေ၏စာလွှာပေးလိုက်ယုံတင်ပေးလိုက်တာလားမှန်လားပါမြို့သားမင်းတင်တွေ့လို့ကြောင့်မိန်ကြားကြောင့်ပါမှုတန်းကပြန်လဲ၍ရှောက်တင်လိုက်ရာပညာအင်သည်ခိတ္တမြစဉ်းစားနေရပါဂရီဝါအိတ်ကိုဖွင့်၍အထင်းပါပေရွက်ကိုဆွဲထုတ်လိုက်သည်ပေရွက်ပေါ်တွင်ရေးသားထားသောလက်ရည်လက်သားကိုမြင်လိုက်ရသည်နှင့်တပြိုင်နက်တည်းပညာအိမ်မှမျက်စိမျက်နှာပြတ်သွားပြီးဖြူဖက်ဖြူရော်ဖြစ်သွားပေသည်ပေရွက်ကိုကင်ထားသောလက်မှလည်းတုံတုံရင်ရင်ဖြစ်ရနေပေ၏ ပင်ရွက်ပေါ်တွင်ရေးသားထားသောလက်ရည်မှာဗုံမှုသမိန်ဆက်ကော၏လက်ရည်လက်သားဖြစ်နေသောကြောင့်ပညာအိမ်မှထိတ်လန့်တုံ့လောက်သွားရခြင်းဖြစ်လေသည်သမိန်ဆက်ကော၏စာလွှာဖြစ်ကြောင်းသိရသည်နှင့်တပြိုင်နက်တည်းပညာအိမ်သည်စာလွှာယူလာသူအားအခန်းထဲမှထွက်သွားရန်မိန့်ပေးလိုက်လေသည်လက်ဆက်သက်တော်သမိန်ဆက်ကောရဲ့စာပါလားစော်ကားလာကြည်လားကျွန်တော်ပိုင်တက်ကိုလာပြီးကျွန်တော်ကိုစော်ကားတာကောက်သလားအခန်းထဲတွင်နှစ်ယောက်တည်းအတူတူချန်ရိတ်ခဲ့သောအခါပညာအိမ်ကဒေါသတန်ဖြင့်ပြောလိုက်လေသည် သူ့စာလွှာမှာဘာတွေပါတယ်လဲဆိုတာဖတ်ကြည့်စမ်းပါဦး။တီတီပြက်ကွန်ကတရိပ်ပေးလိုက်ရ။ဗညာအင်းဒီတော်ရင်တော့အမှုရာဖြင့်ပေရွက်ကိုကိုင်းပြီးတမိန်ဆက်ကောဤစာကိုဖတ်ကြည့်လိုက်ရ။ဖန်ရင်ဖန်ရင်ဗညာအင်းမျက်နှာမှာဖြူဖက်ဖြူရော်ဖြစ်နေရမှနေရာမှညိုညိုရမှမဲရွေသွားပေသည်။သူ့စာလွှာထဲမှာဘာတွေပါလို့အကြီးတော်ကိုစိတ် ထိမ့်လို့မရအောင်ဖြစ်သွားရတာလေသူလက်သမိန်ဆက်ကောအကြီးတော်လက်မျိုးစားပညာအိမ်ပဲဘာရေးလောက်ရလို့လဲရှောင်းမပေးကျင်စမ်းပါနဲ့ကြောက်ကြောက်လုံးရှိပါသေးတယ်တီတီပြက်ကောင်ကပညာအိမ်အမူအရာကိုအကဲခတ်နေရမှအပိစကားပြောလိုက်လေသည်အကျွန်တော်လက်အေးမလုပ်ပါဘူးဒါပေမဲ့ကျွန်တော်ပိုင်နဲ့လာပြီးကျွန်တော်ကိုစော်ကားတာတော့ခံပြင်းလို့လို့ပါကျွန်တော်ကိုစော်ကားရုံနဲ့မကဘူးအမတော်နင်းကေသရာကိုပါထိပါစော်ကားထားသေးတယ်သူ့လိုမလိုက်ရင်ကျွန်တော်ကိုပါမင်းပြင်းမင်းတန်တင့်အောင်လုပ်မယ်ဆိုချိန်ချောက်လိုက်သေးတယ် သူ့ဆာလာကိုကြည်တော့ဖက်ကြည့်စမ်းပါဦးပြီးတော့ကျွန်တော်ဘလို့တုံ့ပြန်ရမလဲဆိုတော့ကြံပေးစမ်းပါခညာအိမ်မှာရှက်လဲရှက်ဒေါသထွက်သည့်အမူအရာဖြင့်၎င်းလက်မဆာလာကိုတီတီပြက်ကွန်လက်သို့ပေးရလိုက်လေသည်တီတီပြက်ကွန်သည်ခညာအိမ်လက်မဆာလာကိုလှမ်းယူလိုက်ပြီးခညာအိမ်အမူအရာကိုကဲခတ်လိုက်ရာတကူလုံးနှက်ဘူးသလိုတုံ့ရင်နေသည်ကိုတွေ့ရပေသည်ခညာအိမ်အမူအရာကိုကဲခတ်နေရမှတမိန်ဆက်ကောကဆာလာကိုဖက်ရှုကြည့်လိုက်ပြန်သည်စာတူးပြူစာလေးခညာအိမ်တို့အကြည့်တော်ခညာအိမ် မြန်မာပြည်တိုင်းကလက်လဲတော်မူလာလင်ကြည်တော်ဤဆိုင်ကိုယာယီတန်းတန်းဖြစ်တတ်မှတ်က တက်ခိုတော်မူမည်ဖြစ်သည်ဖြင့်အကြည်တော်မျက်နာပွင့်လန်းနေချောင်းကိုတဆင်စကားတဆင်ချားသိနေရပါသည်။မြေမာကြီးအားနီးကပ်စွာဖူးပြော်ရရှိရေးအတွက်အကြည်တော်၏ခြေသလုံးကိုဖက်၍ကပ်ပါရပါလုံနေချသူများရှိသည်ကိုလည်းသိရပါသည်။အကြည်တော်ထံကျွန်ုပ်လာရောက်ခြင်းမှာအကြည်တော်ထံမှာအကူအညီတစ်ခုခုရယူလို့၍အကြည်တော်၏ခြေသလုံးကိုဖက်ရန်လာရောက်ခြင်းဖြစ်သည်ဆိုလျှင်ပါမိမဟုတ်ပါ။တို့ရရင်မြေမာကြီးအားနီးကပ်စွာဖူးပြော်ခစားခွင့်ရရှိရေးအတွက်အကြည်တော်၏ခြေသလုံးကိုဖက်လို့ခြင်းမဟုတ်ပါ။ လူမတန်နဲ့တည်းမြချောမောလှပါသည့်အကြီးတော်၏အမနှင်းကေတရာအားကျွန်ုပ်၏ကျင်ရတော်ပြင်းမြစားခွင့်ပြုပန်းရန်ခြေတလုံးဖက်ပြီးခွင့်ပန်လိုခြင်းသာဖြစ်ပါသည်အကြီးတော်၏အမတော်နှင်းကေတရာအားကျွန်ုပ်၏ကျင်ရတော်ဖြစ်သူရောက်ရှိလာမှသာနှင်းကေတရာ၏ပြန်လာကိုထောက်ထား၍ကြည်တော်ပေါ်တွင်ရောက်တော်ဖြစ်ကျွန်တော်တန်ညာနိုင်ပြီဖြစ်သည်ကိုအကြီးတော်သိထားစေလိုပါသည် ကြည်တော်တိထားပြီးသည့်အတိုင်းအကြည်တော်၏အသက်သည်ကျွန်ုပ်၏လက်ခုပ်တွင်တွင်ရှိနေသည်ကိုအစဉ်သတိရစေလိုပါသည် ကြည်တော်အားမင်းပြင်းမင်းနံတင့်စေမိတက်သေးကံစာတတ်တဆောင်ကျွန်ုပ်ထံတွင်လုံးချုံစွာတင်စည်းထားသည်ကိုအကြည်တော်သိပြီးဖြစ်၍အထုတလည်းဖော်ပြရန်လိုမည်မထင်ပါဤစာတန်းကိုကြည်တော်၏အမတော်နှင်းကေတရာအားကျွန်ုပ်၏ခြင်းရတော်ဖြစ်မြောက်စားသည့်နေ့တွင်ချက်ချင်းဖြည့်ဆည်းပြင်ရန်ကြံရွယ်ထားပါသည်ကျွန်ုပ်အကြံစီအာမေးရွတ်ကြည်တော်ဆွမ်းကုံကုညီလိုက်မိဟုယုံကြည်ပါသည်အကြည်တော်၏ အမတော်နှင်းကေတရာတိလည်းအကြီးတော်အားအသက်နှင့်ထက်တူချစ်မြတ်တို့ကြောင့်ကျွန်တော်ကောင်းစွာသည့်တဲ့ဖြင့်အကြီးတော်၏ကူညီကိုတောင်းခံရခြင်းဖြစ်ပါသည်။အကြီးတော်၏တည်ရဲ့ရှင်ရင်မှာအကြီးတော်၏အမတော်နှင်းကေတရာ၏ဆုံးဖြတ်ပေါ်တွင်တည်နေပါသည်ဖြင့်နှင်းကေတရာ၏ဆုံးဖြတ်ကိုကျွန်တော်အမြဲဆုံးကြားနာလိုပါသည်။တမိန်ဆက်ကဘော ထက်ပါစာကိုတည်ရီပြက်ကွန်ကအတန်ထွက်အောင်ဖက်ပြပြီးသည့်ဆုံးနှင့်မြို့သားလေးပညာအိမ်မှာစောက်တီးရမရအောင်ထိတ်လန့်တုံ့လှုပ်သည့်အမူအရာဖြင့်အောက်နှခမ်းကို ပြက်လူမတက်ကပ်၍တည်ရီပြက်ကွန်အားအားကိုးလိုသောအမူအရာဖြင့်ကြီးလိုက်လေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့တာပါ